အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီခါတော့ကျွန်တော်တို့ Revit environment ထဲမှာအာကြာဘူးနာဝရှိပြီးသားဖြစ်မဲ့ share parameter file တခုကိုဘယ်လိုဖန်နေသလဲဆိုတဲ့အကြောင်းကိုတင်ပြဆွေးနွေးတော့ပါမယ်ပုံမှန်အဖြစ် share parameter တွေကိုကျွန်တော်တို့ကအာ manually ပဲဖန်နေပြီးတော့ share parameter တခုချင်းစီကိုဖန်နေရတယ်ပေါ့နော်အဲ့တော့မဖန်နေခင်မှာအရင်ဆုံးအာကျွန်တော်တို့ revit အနေနဲ့ပြောမယ်ဆိုလို့ရှိရင် okay fine new ခေါ်လိုက်မယ်ဆိုပါစို့တာပြီးရင် manager ကိုသွားမယ်ပြီးလို့ရှိရင် share parameter ကိုသွားမယ်မရှိသေးဘူးထားပါတော့အဲ့တော့ share parameter တစ်ခုကိုအရင်ဆုံးကျွန်တော်တို့က create လုပ်ပါမယ်အဲ့တော့နာမည်တစ်ခုပေးမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ကအာ cbb ပြီးတော့ပေးလိုက်မယ်အဲ့တော့ share parameter တစ်ခုဖြန်းလိုက်မယ်ပြီးလို့ရှိရင်ဒုတိယဆင်နေတဲ့ share parameter group တစ်ခုကိုဖြန်းရမယ် ဲ develop ပါเนาะပြီးတော့ share တော့အခါကျတော့မှအဲ့ဒီ group ရဲ့အောက်မှာမှ share parameter ကိုဖန်တီးခြင်းနဲ့ share parameter ကိုဖန်တီးရမယ်ဥပမာဆိုတော့ဆိုဒီ console ရှင်ရင်ဆိုတော့အာ mod model ဘိုင်းပေါ့ဗျာ model ဘိုင်းဆိုပြီးမယ်ဒါဆိုရင် tip မှာဆိုလို့ရှင် person name โอเคปาซันบ่คูมอเดล this city ถ้าบ่ซาดิเพียงဒီ information ကိုပေးလိုက်ပြီးအဓိကရေးကြည့်တာဒီ name ရယ်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော် data type text ရယ်ပြီးလို့ရှိရင်ဒီ edit to tips ရယ်ဒါလေးထည့်လိုက်ရပြီပြီးရင် okay ပေးလိုက်ရင်ဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ share parameter file တကူကိုတိစောက်ပြီးသားဖြစ်သွားမယ် အဲ့ဒီ share parameter file ကိုကျွန်တော်တိန်းနေနေမှာသွားပြီးကြည့်လိုက်မယ်ဆိုရင်ဘာအောင်မြင်ရမလဲဆိုတော့အိုးဒီ name ရတယ်လို့ဖြစ်သွားတာဒါပါတော့နော်အဲ့တော့သူဒီဒီပုံစံနိုင်တိဆောက်တာပထမဆုံးနဲ့အပေါ်မှာဒါဒီ revision parameter ဖြစ်တယ်ပြီးတော့ do not make do not edit manually ပေါ့နော်ဒါပြောပြီးတော့မှသူ့ရဲ့အောက်ကကျတော့မှ meter data အနေနဲ့ information တွေအဲ့ဒါလုံးဝင်လာမယ်သူမှာ group ရှိမယ်အာ group id ရှိမယ်ပြီးလို့ရှိရင် meter စသဖြင့်ပေါ့နော်ဒီ information တွေရှိမယ်သူ့ရဲ့အောက်မှာမှကျွန်တော်တို့ဒီ ဟောဒီ information တွေကိုကျွန်တော်ခုနထည့်လိုက်တဲ့ share parameter ဆိုလို့ရှိရင် model ဘိုင်းပေါ့ဒီ model ဘိုင်းဆိုတာဒီဆိုတဲ့ parameter ဖြစ်ဖို့အတွက်သူဒီအရှိမဒီ group လို့ခေါ်တဲ့ globally unique identity ဆိုတဲ့ number ကို automatic graphic ကထည့်ပေးတယ်အဲ့ number ကိုကိုကအပြင်အတခြားကနန်း UI ရိုက်ထည့်ပြီးထည့်လို့မရဘူးပေါ့နော်ဒီပုံစံနဲ့ကျွန်တော်တို့ဒီ share parameter တွေကိုတိစောက်ရတယ်။ဒါကြောင့်မလို့ Revit မှာ share parameter file စောက်ပြီး share parameter အာတကူတကူချင်းစီထည့်ပြီးသူလို့ရှိရင်ကျွန်တော်တို့ဒီ manual လေးပဲထည့်လို့ရမယ်ပေါ့နော်အဲ့တော့ဒါကိုကျွန်တော်တို့ကတခါတယ်ခုနကလို့ဒီမှာလို့ကျွန်တော်မှဘာရှိမလဲဆိုတော့အာဒီလို information ရှိမှာပေါ့ဒီ information ဟိုတခါတယ်တန်းထည့်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ dynamo script ကိုအသုံးပြုมาရမယ်ဒါမှမဟုတ်ရှင်တဲ့တခြားသော plugin အဲ tools တွေကိုအသုံးပြုပါเนาะ conventional way နဲ့ဆိုလို့ရှိရင်တော့ခုနကလို့ manual လေးပဲသွားလို့ရမယ် ပြီးတော့ share parameter ဖန်တီးပြီးတော့ဆိုတော့မှအဲ့ဒီ share parameter ကိုဟောဒီ project parameter တွေကိုပြန်ထည့်တဲ့အခါကျရင်လည်းသူဒီ manual လေးပဲထည့်လို့ရမှာပေါ့နော်ဆိုတော့ဒီထဲသွားပြီးတော့ဒါကို click ပေးပြီးတော့ okay ပေးလိုက် manual လေးဝင်လာမှာပေါ့အဲ့တော့အခုဒီ process ကကျတော့ဘယ်လိုမျိုးလဲဆိုတော့ဟောဒီကျွန်တော်တို့ excel file နဲ့ prepare လုပ်ထားတယ်ကျွန်တော်တို့ရဲ့ share parameter တွေကိုသူဒီတခါတယ် project parameter နည်းနည်းလည်း mount တင်ပေးမယ်ပြီးလို့ရှိရင် share paragraph meter file အနေနဲ့လည်း save လုပ်ပေးမယ်ပေါ့နော်ဒီဒီ process နှစ်ခုကို script ကတပြိုင်တည်းလုပ်ပေးမယ် okay အဲ့လိုလုပ်ဖို့ရဲ့ဆိုရင်ကျွန်တော်တို့ဘယ်ကိုပြန်သွားမလဲဆိုတော့ဟောဒီ slide ကိုပြန်သွားမယ်ပေါ့နော်အဲ့တော့ပြန်သွားမယ်ဆိုလို့ရှိရင်တော့ဒီ process ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီကျွန်တော်ရဲ့ current setup အနေနဲ့2024ကိုသုံးထားတယ်အဲ့တော့ dynamo 2.19ပါလာမယ်အဲ့တော့ဒီ process အတွက်ဆိုရင်တော့ကျွန်တော်တို့ orchid ဆိုတဲ့ original package ကိုအသုံးပြုထားတယ်ဒီဒီ script မှာပေါ့နော်အာ dynamo ရဲ့ default မှာလည်းသူ့ရဲ့ share parameter create လုပ်တဲ့ node တွေတော့ပါလာတယ်ဒါပေမဲ့2022နဲ့အစောပိုင်း version တွေအတွက် revit ပေါ့နော် revit 2022နဲ့အစောပိုင်း version တွေအတွက်အဆင်ပြေပေမဲ့2023ကနေပြီးတော့သူ့ရဲ့ကျွန်တော်တို့အခုနောက်ဆုံး up to date 2025ဒီပေါ့နော်2026ကတော့ကျွန်တော်လည်းမစမ်းမှုသေးဘူးအာ2023တို့2025ပါတော့နည်းနည်းလေး ဘာပြဿနာရှိနေလဲမသိဘူးအဆင်မပြေဘူးပေါ့နော်ကျွန်တော်တို့အဆင်မပြေဘူးဒါကြောင့်မလို့ဒီ orchid ကိုသုံးထားတာပေါ့နော်ကျွန်တော်တို့ဒီ script ကို run မှာဆိုရင်လိုအပ်တာဒီဒီ share parameter ရဲ့ information တွေကို prepare လုပ်ထားရမယ် excel file ထဲမှာခုနကကျွန်တော်ဖော်ပြခဲ့တဲ့အတိုင်းပေါ့နော်ပြီးတဲ့အခါကျတော့မှာ script ကို run script ကို run ပြီးတော့ project parameter ကိုအဲ့ဒီ share parameter တွေ file ကိုတပြိုင်တည်းဖန်တီးမှာပေါ့နော် okay အဲ့တော့ကျွန်တော်တို့အခု အာဖန်တီးမဲ့ share share parameter အတိဟောဒီ share parameter တုံးထားတယ်သူဒီ category နေနဲ့ sheet တွေကိုသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘာလို့ဖို့လုံမလဲဆိုတော့ sheet လေးတခုတော့ဖန်တီးထားဖို့လိုမယ်ဒါဆိုလို့ရှိရင် sheet တခုအဖန်တီးထားရတယ်ပေါ့နော်ဒါဆို sheet တခုဖန်တီးထားတယ် okay ဒါဆိုရင်အဆင်ပြေပြီဘယ်ကိုပြန်သွားမလဲဆိုတော့ကျွန်တော်တို့ဒီဒီ excel file ကိုခဏပိတ်လိုက်မယ်ပြီးရင် dynamo player ကိုသွားမယ်ဒီကောင်းလဲပိတ်ထားလိုက်မယ် ပြီးရင် create share parameter ဆိုတဲ့ file ကိုဖွင့်လိုက်မယ်အဲ့တော့မဖွင့်ခင်မှာကျွန်တော်ထပ်ပြီးတော့ share share parameter file အတစ်ကိုဖန်နေမယ်အခုနဖန်နေထားတဲ့ကောင်မသုံးပါဗျာနော် create လုပ်မယ်ဒီတခါကျလို့ရှိရင်ကျွန်တော်ဒီ ATL ဆိုတဲ့ share parameter file တစ်ခုကိုကျွန်တော်ရင်တိဆောက်လိုက်မယ်သူဒီ claim မယ်သူမှာ group parameter လည်းမရှိသေးဘူးဘာ parameter မှမရှိသေးဘူးပြီးလို့ရှိရင်အဲ့ဒီ file ကိုကျွန်တော်ကသုံးမယ်ပေါ့နော်ချိန်ထားလိုက်မယ်ပြီး okay ပေးထားလိုက်မယ် ဒါရပြီဆိုရင်ဒီ file ကို save လုပ်ထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီ file ကို save ထားလိုက်မှာပေါ့ဗျာဒီ file ကိုအာဘယ်လိုနာမည်ပေးမလဲဆိုတော့ create share parameter file ပေါ့ဗျာ share parameter ဘယ်လို f ကပါတော့လမ်းဒီ okay ရပြီသူ version နေနဲ့ v24 ပေါ့ဒါကိုတောင်းထားတယ် option နေနဲ့ကျွန်တော်ဒီ backup file ကို define မဲ့ထားမယ်ပေါ့နော် maximum okay ရပြီဆိုတော့ ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကိုဒါ dynamo script ကိုသွားမယ် create share parameter file ဆိုတဲ့ dynamo script ကိုသုံးမယ် okay ဒါရလာပြီဆိုရင်ဒီမှာ input အနေနဲ့ကျွန်တော်တို့ရဲ့ဒီ share parameter information တွေကို prepare လုပ်ထားတဲ့ excel file ကိုကိုက select ပေးပြီးတော့ okay ပေးလိုက်မယ်အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့တခြားလုပ်ရမှာရှိတော့ဘူး run လိုက်ရုံပဲ ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ30နဲ့ခုနှစ်ခုသော share parameter တွေကိုဖန်တီးပြီးသားအဲ project parameter တွေကိုဖန်တီးပြီးသားဖြစ်တယ်လို့ share parameter file နဲ့ automatic တိစောက်ပြီးသားဖြစ်သွားလိမ့်မယ်။အဲ့တော့ဒီမှာလာပြီးတော့ကြည့်လို့ရမယ်။အရင်ဆုံး project parameter ကိုဖွင့်ကြည့်လိုက်။ကျွန်တော်တို့ရဲ့ share parameter တွေကို project parameter တွေအနေနဲ့ရှေ့အောင်မှာထည့်ပြီးသွားပြီ။ဒီကြောင်ကျွန်တော်တို့ data ကို okay ပေးပြီးတော့ ဟိုရီရှိအောင်မှာရှိတဲ့ property ကိုဝင်ကြည့်လိုက်ရင် tax ရဲ့အောက်မှာခုနက information တွေတပြုံဝင်လာလိမ့်မယ်38ခုလုံးဒီဟိုရီရှိအောင်ကိုဝင်လာတယ်ပေါ့နော်ပြီးရင်ဘယ်လိုသွားမလဲဆိုတော့ share parameter file ကိုတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း share parameter file မှာဟိုရီ data block info ဆိုတာနဲ့ပြင်ဆင်ပြီးသားကိုမြင်တွေ့ရလိမ့်မယ်ဒါသည်ကျွန်တော်တို့ descript ကိုသုံးပြီးတော့ project parameter ကို share parameter file ကိုတပြိုင်တည်းတိစောက်တဲ့နေပေါ့နော် โอเคဒါကတော့အာ descript ကိုတုံးတာပေါ့အဲ့ဒီလိုတုံးထားတဲ့ဒီဒီ parameter တွေ project parameter တွေကိုပြန်ပြီး clean လုပ်ခြင်းတော့ကျွန်တော်တို့ဟောဒီ patch နဲ့တုံးလိုက်ပေါ့เนาะ patch နဲ့တုံးလိုက်လို့ရှိရင်တော့ကျွန်တော်တို့ပြန် run ချလိုက်မယ်ဒါဆိုလို့ရှိရင်ခုနကဖန်တီးထားတဲ့ project parameter တွေရော share parameter တွေရောတခါတည်း delete လုပ်ပြီးသားဖြစ်မြင်ရလိမ့်မယ်ဖွင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာတွေ့ရမလဲဆိုတော့ဘာ information မှမရှိတော့ဘူးဒီ share parameter တွေရော project parameter တွေရောအကုန်လုံးကို pressure barometer အောက်မှာရှိတဲ့အားတွေအားလုံးကိုရှင်းရှင်းပြလိုက်ပြီပေါ့နော်ဒီတပေါ်ပေါ့ okay အဲ့တော့ဘယ်လိုပြန်သွားမလဲဆိုတော့ share parameter ရှိပြန်သွားမယ်ဒါကတော့ share parameter file ဆောက်ပြီးသားဖြစ်တဲ့အတွက်ရှင်းနေလိမ့်မယ် define တိဆောက်ပုံတည်ခြင်းကျွန်တော်တို့ folder ရှိသွားလိုက်မယ်ခုန ATL share parameter file ကိုဖွင့်ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့မြင်ရလိမ့်မယ်ဒီဖန်တီးထားတဲ့သူဒီ share parameter တစ်ခုချင်းစီအတွက် GUID လို့ခေါ်တဲ့ globally unique identity number တွေတခါတယ် revit ကပေးလိုက်မယ် Revit ကဒီနံပါတ်ကိုသူ့ဘာသူ့ဘာဖန်တီးတယ်။အာကျွန်တော်တို့ user အနေနဲ့အဲ့ဒီလောက်ပိုင်းခွင့်မရှိဘူးပြောင်းလိုက်တာနဲ့ဒီ share parameter file ကတုံးလို့ရမှာမဟုတ်ဘူးပေါ့နော်ဒီသဘောရှိတယ်။အဲ့ဒီနည်းနဲ့ကျွန်တော်တို့ဒီ share parameter file ကိုတိဆောက်ပါတယ်။အဲ့တော့ဒီညမှာဒီ share parameter file တိဆောက်တဲ့ script ကိုဘယ်လိုရေးသားထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်က dynamo player လေးကိုဖွင့်ကြည့်လိုက်ပါမယ်။ အဲပြောရမယ် dynamo file ကိုအဲ dynamo application ဖွင့်ကြည့်လိုက်ပါမယ် okay dynamo file ပွင့်လာပြီဆိုပါစို့နော် dynamo ဘာပွင့်လာပြီဆိုရင်ကျွန်တော်အဲ dynamo application ပွင့်လာပြီဆိုရင်ခုနက create share parameter file ကိုတွားပြီးတော့ဖွင့်ကြည့်လိုက်မယ်အဲ့တော့သူရဲ့အဓိကလိုအပ်ချက်ဒီပါလဲဆိုတော့ hurry create share parameter ပါเนาะဒါဒီ okay အောက်မှာရှိတယ် သူ့ကိုဘယ်ရသက်ရှာမလဲဆို okay application okay ဆိုတဲ့ additional package ကိုကျွန်တော်တို့က install လုပ်ထားဖို့လိုတယ်။အဲ့ဒီ okay ကလည်းသူ့ကို install လုပ်တဲ့နေရာမှာနီလန်တီးဖို့လိုတယ်။ဟောဒီ search အောက်ကနေပြီးတော့ for package နဲ့တွားပြီးတော့ install လုပ်လို့မရဘူး။သူ့ကိုဘယ်ဘက်ကတွားရလဲဆိုတော့ GitHub ကနေတွားပြီးတော့မှအဲ့ဒီ okay application ကို download လုပ်ရတယ်။ဘယ်လိုပုံစံမျိုးလဲဆိုတော့အဲကျွန်တော်မှရှိတယ် download ပေါ့နော်။ ဒေါင်းလိုက်အောက်မှာဆိုလို့ရှင်ရှိမယ်။ဟုတ်မရှိဘူးဒီအောက်မှာမဟုတ်ဘယ်အောက်မှာလဲဆိုတော့ထားပါတော့ကျွန်တော်ရဲ့အာဘယ်အောက်မှာဖြစ်မလဲဆိုတော့ကျွန်တော်ရဲ့အောက်မှာအာကျွန်တော်ဒေါင်းထားတယ်ပေါ့နော်။သူဒီဘလိုပုံစံမျိုးလေးနဲ့လဲဆိုတဲ့အခါကျတော့အာဒီလိုပုံစံမျိုးလေးနဲ့ဒါလည်းကျွန်တော်ဟောလို့လိုက်မယ်ကပ်ပြီးလို့လိုက်မယ် လောက်အောက်တဲတော့ထည့်လိုက်မယ်ဆိုတော့ဆိုဒီ5မျိုးလေးပေါ့အာသူဒီထဲမှာရှိပြီတဲ့ပဲဆိုရင်မားရမယ်အဲကန်ဆယ်လုပ်လိုက်မယ်သူကဘယ်အောင်ဘယ်လိုဘာမှလဲဆိုတော့ဒီမှာရှိတယ်ကျွန်တော် download အောက်မှာ Orchid for Dynamo ဆိုတာရှိတယ် latest version ကိုသူရဲ့ GitHub ကနေတွားပြီးတော့ download လုပ်ဖို့လုပ်မယ်ပေါ့နော်ဆိုတော့ရှင်သူဒီဒီလိုသူကပင်တစ်ခုလောက်လာတယ်ဆိုတော့10အဲ 1 2 3 4 5ခုပေါ့เนาะဒီမှာခေါင်းစဉ်ဘွယ်5ခုနေနဲ့ဝင်လာလိမ့်မယ်အဲ့တော့ဒီဒီ share parameter create လုပ်တဲ့ node ဒီဘယောက်မှာရှိလဲဆိုတော့ okay revit project အောက်မှာရှိတဲ့ parameter အောက်မှာရှိတဲ့ဟောဒီ share parameter အောက်မှာ create ဆိုပြီးရှိတယ် create ဆိုပြီးရှိတယ်ဘယ်ရောက်လဲ create create ဆိုပြီးရှိတယ်ဒီ create ကိုနေလိုက်ရင်ဒါပေါ်လာမှာပေါ့เนาะအဲ့တော့သူ့ရဲ့ဒီ node ချက်လိုအပ်ချက်ဒီဘာဖြစ်မလဲဆိုတော့ ပထမဆုံးအနေနဲ့ slot ဒီ document document ကတော့ default အနေနဲ့ current document ဆိုတော့ပြဿနာမရှိဘူးဒုတိယ slot ဒီ parameter name လို့အပ်တယ်တတိယ slot ဒီ group name လို့အပ်တယ်ပြီးလို့ရှိရင်အာဒီပခေါ်လတာကို spec type ရှိတယ် group type ရှိတယ်ပြီးရင် two tip ရှိတယ်ပြီးလို့ရှိရင် instant လား type လားဆိုတော့ volume ပါမယ်ပြီးလို့ရှိရင်ဒီ varies ကတော့ကျွန်တော်တို့အသိမသုံးဘူးเนาะသူကတော့ အာဒါတော့ group between သုံးတယ်ပေါ့ပြီးတော့ category အဲ့တော့ဒီ information တွေကို ကျွန်တော်တို့ကထည့်ပေးရမယ်အဲ့ဒီ information တွေကိုကျွန်တော်ကဘယ်အရာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ excel file ရတယ် excel file ကခုနဟောဒီ excel file ကိုကျွန်တော်တို့ကအာဘယ်ရောက်သွားပြီလဲဆိုတော့ဒီရောက်သွားပြီအဲ့ဒီ excel file ကိုကျွန်တော်တို့ကဖွင့်လိုက်မယ်ဟောဒီ excel file မှာနော်ဒါပြတော့ဒီ excel file ကို ဖွင့်လိုက်မယ်ဆိုလို့ရှိရင် Excel file မှာကျွန်တော်တို့ကအခုဒီမှာလိုအပ်တဲ့လိုအပ်ချက်တိုင်းကိုကျွန်တော်တို့ကပြင်ဆင်ထားမယ်ပေါ့နော်ဘယ်လိုပြင်ဆင်ထားလဲဆိုတော့ first column ဒီ parameter name second column ဒီ group name အဲဟုတ်တယ် group name ပြီးတော့တတိယ column ဒီ data type data type ဒီမှာတော့ spec type ပေါ့နော် အာ data type ပြီး spec type ပဲပြီးလို့ရှိရင် group type ရှိမယ် group type ပြီးရဲ့နောက်မှာ description ရှိမယ် description ဆိုတာဒီ two tips ကိုပြောတာပြီးရင်သူ့ရဲ့အနောက်မှာပါရှိမလဲဆိုတော့ instant ဆိုရင် instant type ဆို type ပေါ့နော်ဒါကတော့ပါတွေ့ထဲတာလဲဆိုတော့ဒီ share parameter ကို file ကိုဖန်နေပြီးတော့ project ထဲကို project parameter အနေနဲ့မောင်းသွင်းတဲ့အခါမှာ instant type လာတုံးဖို့တွေ့ထဲတာပေါ့နော်ပြီးလို့ရှိရင်အဲဒီ project parameter ကိုဖန်နေတဲ့အခါမှာ back category အောက်မှာထားခြင်းလဲဆိုတာကိုပါထည့်တာပေါ့ ဒါကိုဒီ column ခုနှစ်ခုကိုကျွန်တော်တို့ကအရင်ဗန်နေထားရမယ်ပြီးရင်ဒီ column ခုနှစ်ခုကိုကျွန်တော်တို့က hurry input from excel နေပြီးတော့ဆွထုတ်ပြီးတော့ပထမ column ကို disconnect လုပ်လိုက်ဒါကိုကျွန်တော်ပါလောက်ထားမလဲဆိုတော့ froze လောက်ထားလိုက်မယ် freeze လောက်ထားလိုက်မယ်ပြီးကျွန်တော် run ကြည့်လိုက်မယ်ဒါဒီ file ကိုဖွင့်ထားတာလဲဆိုတော့ file ဒီဒီ file ကိုပဲဖွင့်မယ်ဆိုပါဆိုပြန်နော်ပြီးရင် run ကြည့်လိုက်ဒါဆိုရင်ဘာလို့တွေ့ရမလဲဆိုတော့ကျွန်တော်တို့ခုနကဒီ ီဘာကော်မတီ construct လုပ်ထားတဲ့အတွက်ပထမဦးဆုံး list ဒီအဲကျွန်တော်တို့ header တွေဖြစ်ပြီးတော့နောက်ထပ် list ဒီကျွန်တော်တို့ရဲ့ဒီ information တွေဖြစ်မှာပေါ့နော်ဒီ information တွေကိုကျွန်တော်တို့က list transpose နဲ့အဲပြောင်းလိုက်တယ် list transpose နဲ့ပြောင်းလိုက်တော့ဒီ parameter တွေဒီဟောဒီ exam မှာထွက်လာတဲ့ဟာတွေတော့ဘာလို့ရှိတာလဲဆိုတော့ခုနကလို row row ဆို row အတိုင်းပဲရှိတာဟုတ် ဒီကောင်းနေသည် row အတိုင်းရှိတယ်ဒီ row တစ်ခုရဲ့ information ဒီဒီမှာလာပြီးတော့ရှိနေတာဒီ row အခြေအနေကနေပြီးတော့ကျွန်တော်တို့က hurry column မို့ဒီ group လိုချင်တဲ့အတွက်ကြောင့်မလို့ transpose ကိုတုံးလိုက်တော့ transpose နဲ့ဓာတ်ထွက်လာတယ်အဲ့တော့နောက်ထပ်အနေနဲ့ watch တစ်ခုနဲ့ထပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အဲဒါဆိုရင်ဒီ transpose နဲ့ကျွန်တော်တို့ဒီ parameter တွေကို group လိုက်ခွဲထုတ်လိုက်ပထမ parameter ဒီ para name ဒုတိယ list ဒီ group name တတိယ list ဒီ data type ဒီမှာဆိုရင်တော့ spec type ပေါ့နော်ပြီးရင်စတုတ္ထ list ဒီအာ group type ပြီးရင်ပြစ်မ list ဒီဘာဖြစ်မလဲဆိုတော့ကျွန်တော် တို့ရဲ့ two tips ပေါ့နော် two tips ဖြစ်မယ်ပြီးလို့ရှိရင်နောက်တစ်ခုဒီ instant la type လာဆိုတာရှိမယ်ပြီးတော့မှနောက်ဆုံးတစ်ခုဒီ category ပေါ့အဲ့တော့ဒါတွေကိုကျွန်တော်တို့ကဒါဆို get item index ပေါ့နော် get item index ကိုကျွန်တော်တို့ကဘာနဲ့ယူထားရလဲဆိုတော့ go blow နဲ့ယူပြီးတော့ဆွဲထုတ်ထားလိုက်တယ်အဲ့တော့ဒီနေရာမှာ hurry အာ share parameter.create နှုတ်ရလိုအပ်ချက်ဒီဒါဒီ string နေနဲ့လိုတယ် parameter name group name နဲ့ stream နဲ့လိုတယ်ဒါပေမဲ့ spec type ကြတော့ spec type နဲ့လိုတယ်ဒါကြောင့်မလို့ထွက်လာတဲ့ string တွေကိုကျွန်တော်တို့က spec type အနေနဲ့ပြောင်းပေးရတယ် group type လည်းသူဒီကျွန်တော် တို့ရှင်းထွက်လာသည် string method လာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကို group type ပြောင်းပြီးတော့ထည့်ပေးရတယ်2 tips ကတော့သူဒီ string ကိုလက်ခံတဲ့အတွက် string ကိုတန်ထည့်ပေးလို့ရတယ်ဗောနော် ပြီး instant ကျတော့သူဒီ volume yes no ပဲလိုချင်တာဒါကြောင့်မလို့ကျွန်တော်တို့ဒီဒီနေရာမှာအာကျွန်တော်တို့ကဟိုဘက်ကထွက်လာတဲ့ string တွေဒီ instant နေပဲဒါတွေကမှ instant ဖြစ်လာမဖြစ်ဘူးလားဆိုတော့သိအောင်ဟောဒီလိုအာကုတ်ဘလော့နဲ့ volume ဖြစ်အောင်လုပ်လိုက်တယ်ဗောနော် instant နေအကုန်လုံးဖြစ်ရင် true မယ်တကယ်လို့ instant မဟုတ်ဘဲ ਨੇ type ဖြစ်ခဲ့ရင်တော့ဒီနေရာမှာ false လို့ပေါ်မှာဗောအဲ့တော့ဒီ information ကိုဒီဒီ instant နဲ့ကိုထည့်လိုက်မယ်နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင် category category ကလည်းကျွန်တော်တို့ exam နေပါလာတယ်ဒီ string တွေပဲပါတာတော့ဗောနော်ဒီ string ဆိုတဲ့ text တွေပဲပါဒါတွေကိုကျွန်တော်တို့က category.by name နဲ့ category နည်းနည်းပြောင်းပြီးတော့ဒီ category ကို category store ထည့်ရမယ်အထွက်လာပြီဆိုတော့ information ကိုမှကျွန်တော်တို့က list count နဲ့ယူပြီးတော့ result နဲ့ကြည့်လိုက်တာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အာဒီဘာခေါ်လဲဒီ dynamo player မှာပါလာပေါ်တဲ့ခါကျတော့ဒီနေရာမှာဆိုလို့ရှိရင်အာ result မှာဘယ်နှစ်ခုဆိုတာကိုလာပေါ်တာပေါ့ဒီသဘောပဲ โอเคဒါတော့ကျွန်တော်တို့ share parameter file တကူကိုဖန်နေတယ်ပြီးလို့ရှင်အဲ့ဒီ share parameter file နဲ့ share parameter တွေကို project parameter တွေနဲ့အနေနဲ့ kernel project တွေကိုတခါတည်းဆွဲသွင်းတဲ့နေကိုကျွန်တော်ပြပေးတာပါเนาะအဲ့တော့အောက်က script ကတော့ကိုကူလို့ဆိုရ project ထဲမှာဘာတွေရှိနေလဲဆိုတော့ project parameter တွေရှိနေတယ်ဒီမှာ project parameter ပဲရောက်သွားပြီလေ project parameter မဖန်နေရသေးဘူးလားခုနကမစေးရသေးဘူးတင်တယ်ကြည့်ဒါပါတော့ အာ share parameter ပြန်ကြည့်လိုက် share parameter ရှိပြီးတော့ project parameter ဘာလို့မစေးသေးတာလဲခုနကလည်းစေးထားပြီးသားပါကျန်တဲ့ undo dot call me တဲ့ထင်တယ် undo dot call me လို့ဇာလန် okay ထားပါတော့အဲ့တော့ဘာလို့မလဲဆိုတဲ့အခါကျတော့အာထပ်ပြီးတော့ run မယ်ဗျာဒီကကြာလို့ရှိရင်ကျွန်တော်ဘာလို့မလဲဆိုတော့ not create to ထပ်လုပ်လိုက်မယ်ဒီကကြာရင်ဘာလို့မလဲဆိုတော့ ccc နဲ့လုပ်လိုက်မယ်ဗျာနော်ပြီးလို့ရှိရင်ဒီဟာကိုဒါ brand new ccc share parameter file ပေါ့နော်ဒါလေးကိုထားပြီးတော့ပြီးလို့ရှိရင်ဒီကောင်ကို click နေလိုက်မယ်ဒီကောင်ကျလို့ရှိရင်ကျွန်တော် file အကြီးကိုတုံးလိုက်မယ် file ကြီးကျတော့သူက parameter တွေဒီဒီ file အကြီးကျတော့သူရဲ့ဒီစာပုံကျတော့အရင်ပို့ပြီးတော့ကျေပြပါတယ်သူဒီဒီ project ထဲမှာရှိတဲ့ structural framing တွေရော column structural column တွေရော foundation တွေရော information တွေမျှပြီးဝင်သွားလိမ့်မယ် ဘာလို့မျှဝင်သွားမလဲဆိုတော့သူကဒီမှာတော့တိဆောက်ထားတာကိုကအဲ့ဒီလိုတိဆောက်ထားတာပေါ့နော်အဲဒီမှာအဲ့ဒီလိုတိဆောက်ထားတာကက်တဂိုရီတွေကိုကျွန်တော်ကအများကြီးတိဆောက်ထားတယ်ဒီ share parameter တွေကိုသူ့ရဲ့တချို့သောဟာတွေကတော့ common တွေဆိုရင်တော့ generate out ထဲကိုပဲထည့်ထားတယ် common မဟုတ်တဲ့ဟာတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ category specific ဖြစ်တဲ့ parameter တွေကိုအဲ့ဒီ category တွေကို issue ကိုပဲ direct ထည့်ထားတာပေါ့နော်သဘောထည့်ထားတယ်အဲ့ဒီပုံစံနဲ့ထည့်ထားတယ် ဒါတွေကတော့အားလုံးတော့ instant အနေနဲ့ပဲလောလောဆယ်ထည့်ထားတာပေါ့နော် ratify ပေါ့ okay ဒါလေးပိတ်လိုက်မယ်ဒါကိုလည်းပိတ်လိုက်မယ်ပြီးဒါလေးကို minimize လုပ်ထားလိုက်မယ်အဲ့တော့ ccc file share file share parameter file ကိုဖန်တီးမယ်ဒီနေရာမှာဒါ okay ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာဒါရင် save လိုက်မယ်ပြီးရင်ဒါကို run ချလိုက်မယ်ဒါဆိုရင် chain နဲ့တော့ပေးရမယ်သူဒီ184ခုရှိတာဆိုတော့ โอเคဒါဆိုလို့ရှင်184ခုရပြီဟောဒီမှာကြည့်လိုက်မယ်ဆိုလို့ရှင်ကျွန်တော်ဒီ file ကိုအရင်တော့ save ထားလိုက်မယ်ဒါကြောင့်နေလစ်တော့အောင်မှာโอเคဒါဆိုရင်ဒီမှာ project parameter အနေနဲ့ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအများကြီးပဲအကုန်လုံးဝင်ချလာပြီပြီးလို့ရှင်အာ share parameter နဲ့ကြည့်မယ်ဆိုလို့ရှင်ဟောဒီ ccc ဆိုတော့အာ share parameter ကို ဖန်နေပြီးတော့ဒီမှာဆို group line မှာပါတယ်ရှိမလဲဆို beam info ဆို beam နဲ့ပတ်သက်တဲ့ info တွေရှိမယ်တကယ်လို့ bow info ဆို bow နဲ့ပတ်သက်တဲ့ info တွေရှိမယ်ပြီးရင် column info ဆို column နဲ့ပတ်သက်တဲ့ information တွေရှိမယ်စသဖြင့်ပေါ့နော်ဒီမှာဒီ project တစ်ခုအတွက်လုံလောက်တဲ့ share parameter group တစ်ခုကိုကျွန်တော်တို့လိုတဲ့ကိုကိုဖန်တီးနိုင်တယ်ပေါ့နော်ဒါဒီလိုဖန်တီးပြီးတော့ဆိုဒီ share parameter ကို channel end user တွေလည်းတခါတည်းတန်ပြီးတော့အသုံးပြုလို့ရမယ်ပေါ့ okay ဒါကတော့ကျွန်တော်တို့ အာဒီဒီဘာခေါ်လဲဒီ share parameter fine ဖန်နေပုံနဲ့အာအဲ့ဒီကနေတဆင့် project parameter တွေကိုပါတခါတယ်ဟိုမောင်းသွင်းတဲ့ process ကိုတင်ပြဆွေးနွေးသွားတာပါ hurry ဒီ patch ကတော့ရှင်းတယ်ကျွန်တော်တကော edit လုပ်ပြီးတော့ပြမယ်သူက note အများကြီးမသုံးသူလည်းဘာလို့ပဲသုံးထားလဲဆိုတော့ okay ကိုပဲသုံးထားတယ်တကယ်လို့ကို project ထဲမှာအခုလို share parameter တွေအသုံးမလို့တဲ့ share parameter တွေကိုရှင်းနေတယ်ဆိုလို့ရှင်အဲ့ဒီ partition ရှင်းတာပေါ့နော်သူကတော့ရှင်းတယ် current document ပြီးလို့ရှင်း share parameter.batch ကိုသွင်းလိုက်တယ်ဒါပဲ process ကဘာမှမရှိဘူးအဲသူ့ကို run မယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့သူ့ကို run မယ်ဆိုလို့ရှင်ဟာဒီ lot of the current သူ့ share parameter ကတော့ပျောက်သွားမှာမဟုတ်ဘူး share parameter file ကတော့မပျောက်ဘူးဒါပေမဲ့ဟာဒီ project တွေကိုဝင်လာတဲ့ project တွေဝင်လာတဲ့ဒီ parameter တွေတခါတည်း clean ဖြစ်သွားခြင်းရောကျွန်တော်တို့ဒီဟာဒီ batch ကိုသွင်းလိုက်လို့ရှင်သူကတခါတည်း clean ဖြစ်သွားမယ် အဲရုံဆုံးသူကကြတော့ဟောသူကအရင်ဒီကလစ်နေတာတော့ဖွင့်လို့မရှိဘူးမယ်โอเคတကယ်တော့သူက import ဘာမှမရှိဘူးဗျာ run လိုက်ရုံမယ် output ကိုပဲရှိမယ်ဒါဆိုရင်1988ခု parameter တွေအကုန်လုံးအဲ့တော့မြင်ရတဲ့ parameter တွေမမြင်ရတဲ့ parameter တွေကသူကအကုန်လုံးကျွေးသွားတာအဲ့တော့ဒီဒီ script ကိုသုံးမယ်ဆိုရင်တော့တရိထားပါเนาะတချို့တော့ဒီ project parameter တွေဒီထဲမှာအာ template အရထည့်ထားတဲ့ ပါရာမီတာအကုန်ပြောင်းသွားမှာပြောင်းပြင်ခါတော့ဒီထဲမှာဘာမှမရှိတော့ဘူးလို့ဖြစ်သွားတယ်အဲ့တော့တတိတော်ထားဒီ script ကိုသုံးမယ်ဆိုရင်တော့နော်ဒါ lower line သုံးဖို့ okay ဒါကတော့ကျွန်တော်တို့ရဲ့ဟောဒီ share parameter file တကူကိုဖန်နေတဲ့ process ကို တင်ပြဆွေးနွေးသွားတာဗောနော်ဒီ process မှာတကယ်လို့အာ machine learning ရှိလို့ရှိရင်ကျွန်တော်ကိုမေးမြန်းလို့ရပါတယ်ဒီ video လေးကတော့ဒီလောက်ပါပဲလာမယ့် video လေးကျမှပဲတခြားတခြားတော့ အာအကြောင်းအရာတွေနဲ့တူပြန်လာကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ